ဖြင့် Microsoft Word ထဲမှာ voucher ပုံစံလေးမေးထားတာလေးကိုပြန်ပြောပေးမယ်နော်အဲ့တော့စာရွက်အတွက်ပြည့်ယူလိုက်မယ်အဲ့ voucher ပုံစံလုပ်မယ်ဆိုရင်စာရွက်က E4 ရဲ့တဝက်စီအရင်လုပ်မယ်ပေါ့နော်ဒါဆိုရင်၄ရောက်ထဲမှာနှိမ့်မယ်ပြီးရင် size ကိုပြီး size မှာကပုံမှန်ဆိုရင် E4 တဝက်ဆိုရင် A5 ပေါ့နော်အဲ့တော့ A5 size ကိုယူမယ်ဒါကြောင့် A5 ကိုယူလိုက်ရွေးပြီးတော့ရင် margin လေးတွေကိုပြင်မယ်။ margin ရဲ့ဒါဝင်ရုံးမှာနှိပ်ပြီးရင် custom margin ဲ့တော့စာရွက်ရဲ့ဒေးပပတ်လေးကို0.5စီတော့ထားလိုက်0.5 0.5ပြီး okay နဲ့ထွက်လာနော်ဒါဆိုရင်အခုယူထားတဲ့စာရွက်က A5 size A4 ရဲ့တဝက် size ကိုယူထားတယ်။ပြီးရင်တော့ခေါင်းစဉ်တွေရိုက်တော့မယ်။ခေါင်းစဉ်မှာကကိုကအဲဘောက်ချာငွေလငင်းဖြတ်ပိုင်းဆိုတဲ့ဘောက်ချာဖန်တီးမယ်။ဒါဆိုအပေါ်ကုမ္ပဏီနာမည်ဆိုကုမ္ပဏီနာမည်လေးထည့်လိုက်ပါတော့။ insert ထဲက warden နဲ့ခေါ်ထည့်မယ်ဆိုရင် warden နဲ့ယူလိုက်မယ်။ ရတက်စီယာဘောက်ကျလာရင်အဲ့ဒီ water ရဲ့ဒီမှာစာကိုဒီလို size တွေနော်သူကစာတွေကြီးနေတယ် control e နဲ့ control e နဲ့ပြီးတော့ size ကိုဘယ်ရပြင်ပေးလို့ရလဲဆိုဒီဘက်ကမြားလေးမှာနှိပ်ပြီးတော့ပြင်ပေးလို့ရတယ်ပြီးတော့ဒီမှာကကိုယ့်ရဲ့ company name ရိုက်ထည့်ပေါ့နော်အဲ့တော့ကိုကဘာရဲ့ voucher ကိုလုပ်มาလေးပေါ့နော်အဲ့ဆိုရင်ကိုယ့်ရဲ့ company name ရိုက်ထည့်ပြီး size ဆိုရင် size name ရိုက်ထည့်နော် ဒါမဲ့ရိုက်ထည့်ပြီးတော့ဒါလေးကိုနေရာရွှေ့ခြင်းမြားလေးရတယ်ဒါလေးကိုနှိပ်ထားပါအဲ့ဒါဆိုရင်ဒီဒီနေရာရွှေ့ပြရမယ်ကိုလိုချင်တဲ့နေရာလေးကိုရွှေ့ထားလိုက်ပြီးရင်တော့ငွေလငင်းဖြတ်ပိုင်းဆိုတဲ့မြန်မာလူရိုက်မယ်ဆိုရင် home tab တွေကဒီမှာရှိနေတယ်ပြီးတော့စုဖောင်ပြောင်းမယ်ပြီးတော့စုကိုရွှေ့အဲ့တော့ control shift နဲ့ငွေလငင်းဖြတ်ပိုင်းပေါ့နော်ငွေလငင်းဖြတ်ပိုင်းဒီကတော့အပေါ်စာတွေရိုက်ဖို့အတွက်ကရိုက်တတ်ပြီးသားအလေကအကွက်တွေချတင် ငွေနဲ့ငင်းဖြတ်ပိုင်းဆိုပြီးတော့ဒီမှာပါရှိမယ်ဆိုရင်အမီပေါ့နော်အမီရှိမယ်ပြီးရင်အဆက်ကလေးထားလို့ရတယ်ပြီးရင် enter ဖောက်လို့ရတယ်လိပ်စာပေါ့လိပ်စာပြီးရင်ဖုန်းနံပါတ်ထည့်ခြင်းလည်းလို့ရဖုန်းနံပါတ်ထည့်အဲ့တော့ဒီအဆက်ကလေးတွေကတော့ကိုကြိုက်တလားလေးထည့်ညာဘက်မှာဆက်ထည့်ခြင်းနဲ့ဆိုတချို့ကတော့လေဒီမှာ space ချပြီးတော့ညာဘက်မှာထိပ်ပြီးထည့်ခြင်းလေဒါဆိုရင်ထိပ် yes ဆွဲပေါ့နော်အဲ့လို yes ဆွဲလေးထည့်တာရှိတယ်ပြီးရင် ဘာလေးပြန်ချပြီးမလဲဆိုရင်အဆက်ကလေးပြန်ချပြီးရတယ်ရဲ့ဆိုရင်အဲ့လိုရထည့်ပြီးသွားရင်သူ့ရဲ့ line spacing ပြင်ပြီးလိုက်လို့ရတယ် down arrow နဲ့1.0ဒါ collision လောက်လေးထည့်တော့ဒီငွေလက်ငင်းဖြတ်ပိုင်းဆိုရယ်စာလေးရလေအလဲကိုပို့ခြင်းအလဲကိုနှိပ်လိုက်။နောက်ဆိုရင်ခေါင်းစဉ်လေးရဲ့ဒီစာလေးရဲ့ရှိနေတယ်။စာသားကိုသူပြင်ခြင်းနေဆိုရင်သူဆက်လက်မှပြီးရင် size ကိုသေးပလိုက်လို့ရတယ်နော်။ နောက်ဘူးလုပ်လို့ရတယ်ဒါအရောတူတူချင်းနဲ့ size လေးကိုတွားထားလိုက်ရအောင် i n i n g အဲ size ပေါ်မှာလုပ်ကြည့်ရနော်ဒါတူတူထားတဲ့ size ပေါ်မှာဒါဒီ english font ဆိုရင် english font အတိုင်းဒီမှာစာပြင်လိုက်တဲ့အချိန်မှာ english font အတိုင်းဖြည့်ရမယ်နော်အဲ့တော့တရားလေးကနေရာအလဲမကြဘူးဆိုရင်ဒါလေးတွေကိုအကျဉ်းကျပြင်မယ်နေရာအလဲကြအောင်ရွှေလိုက် အဓိကတော့အောက်ကခေါ်ထည့်တဲ့ mouse တွေခေါ်ထည့်တဲ့အခါမှာ insert တွေကဘာနဲ့တောင်းလဲဆိုရှိပ်ရထားလို့မှနှိပ်ပြီးတော့ဒါလေးကိုရွှေ့နေတယ်။အဲ့ဒီထဲမှာကိုလိုချင်တဲ့ rectangle mouse လေးကိုဆွဲပြီးရင်သူ့ကို copy ကူးမယ်ဒီပေါ်မှာပဲ right click နှိပ်ပြီးတော့ copy သွားလို့ရတယ်။ပြီးရင်လွတ်တဲ့နေရာကိုနှိပ်နောက်ထပ် right click နှိပ်ပြီးတော့ paste နဲ့သွားပြီးဒါလေးကိုနေရာရွှေ့လို့ရတယ်။ညာဘက်ကိုထားပြီးရင်မြားကနေဒီလိုလေးဆွဲရွှေ့ ဲဆိုရင်ဆင်ရှိမယ်ပေါ့ဒါလေးတည်ပါလို့လဲဆိုရင်ပစ္စည်းအမျိုးအစားပေါ့နော်နောက်တစ်ခါနောက်ထပ်လွတ်တဲ့နေရာနဲ့ right click နဲ့ပြီးတော့ paste နဲ့သွားသူ့လည်းနေရာလေးထပ်ရွှေ့မယ်ဒီဘက်လေးကိုထားနောက်ထပ် right click ဒီလွတ်တဲ့နေရာမှာ right click နဲ့ရှေ့ဆုံးက paste ကိုနှိပ်မယ်ဒါဆို quantity လို့တရား price တို့နော်နောက်ထပ် right click နဲ့ paste ကိုသွားအဲ့ဒါဆိုရင်တော့ဒီဘက်ဘေးလေးနေရာမှာဒါလေးတွေကိုနေရာရွှေ့ပြီးသွားလိုက်လို့ရတယ်နော် အဲ့တော့အဲ့ဒီမှာကဒီအကွက်လေးတွေကိုဆက်လက်မှတ်တာလေးပြောမယ်ပထမအကွက်မှာကလစ်နှိပ်တယ်ပြီးရင်ဒီညာဘက် channel ကအကွက်ပေါ်မှာဒီလိုမြားလေးကြီးဖြစ်တဲ့ချိန်မှာ control ကိုပြီးပြီးတော့ကလစ် control ကိုပြီးကလစ် control ကိုပြီးကလစ် control ကိုပြီးကလစ်နော်သူအုပ်စုဖွဲ့ကျင်တာဖြစ်တဲ့ဒီပုံမှာ right click နှိပ်ပြီးတော့ group ဒါလေးကိုရွှေ့ပြလိုက်ရောမယ်ပြီးရင်တော့ကိုကကျဲကျင်တယ်ဆိုဒီလိုလေးစိတ်တိုင်းကြကျဲပြလိုက်ပြီးရပြီအဲ့တော့ဒါလေးကို copy ကူးမယ် right click နှိပ် copy နဲ့ကြွားမယ် ပြီးရင်အောက်ကလွတ်တဲ့နေရာကိုနှိပ်မယ် base အဲဒီအပေါ်မှာထားပြီးတော့ base လုပ်လို့ရတယ်နောက်ထပ်ဘာလေးလုပ်လို့ရလဲဆိုရင်အဲဒါဆိုရင်မြလေးလုပ်လို့ရွှေ့ရနော်နောက်ထပ်ဘာလုပ်လို့ရသေးလဲဆိုရင်ဒီနှစ်ခုစလုံးကို click နဲ့ shift click နှိပ်ပြီးတော့ right click နှိပ်မယ် copy ဒီအောက်ကလွတ်တဲ့နေရာနှိပ် right click နှိပ် base နဲ့သွားအမြားလေးခုဖြစ်တယ်ဒီလိုလေးကိုဆွဲချပြရတယ်၄ခုစလုံးယူခြင်းပြီးဒါဆိုရင်အပေါ်မှာ click ဒီအောက်ဘက်မှာ shift click shift click shift click နော်ပြီးရင် right click နှိပ်မယ် copy နဲ့သွားပြီးရင်အောက်ကလွတ်တဲ့နေရာမှာ click right click နှိပ်ပြီးတော့ထိတ်ဆုံး paste ကိုသွားလိုက်ဒီမှာဘောင်လေးရှိရယ်နော်အဲ့လိုမြားလေးဖြစ်အဲ့ဘောင်ကနေအောက်ကိုဆွဲချလိုက်ရရဲဒါကိုလိုချင်တဲ့လယူလိုက်တယ် view တဲ့အပါနဲ့သွားလို့ရတယ်ဆို one page နဲ့သွားကြည့်လိုက်ဒါဆိုတင်ရလုံးနေထားနေရတယ်အဲ့တော့ကိုလိုချင်တဲ့အနေထားလေးတွေချိန်ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာကနောက်ထပ်စာရိုက်ချင်တယ်ဆိုရင် အင်းဆက်သေးကဒီဘက်ကတက်စရဲ့ပေါ်อ่ะเนาะဒါလေးကိုရွေးပြီးတော့စာရိုက်လို့ရမယ်အဲ့တော့ test box ရဲ့ထောင်းဝဲလို့မှာနှိပ်ပြီးတော့ draw test box နဲ့ရွေးပြီးတော့စာရိုက်လို့ရတယ်ဒါဆိုရင်ဒီနားလေးမှာစူပါစူတူတရိုက်ချင်တယ်ပေါ့เนาะဒါဆိုဒီလိုလေးဆွဲလိုက်ဆွဲပြီးဒီထဲမှာစာလေးရိုက်ခဲ့မယ် TO DA တူတယ်ပြန်ဒီစာလေးကိုဒီလို select မှတ်ပြီးဒီထဲမှာ shape face ရဲ့ download လို့မှာနှိပ်ပြီး no face လေးကိုထားပေးမယ် shape outline ရဲ့ download လို့မှာနှိပ်ပြီး no outline ြင်သားတွေက group ဖွဲ့ထားဖြစ်တဲ့အတွက်ဒီပုံမှာ right click နှိပ်ပြီးတော့ and group လေးသွားလိုက်လို့ရတယ်။ဒါဆို group ပြုတ်သွားရင်ထိပ်ဆုံးတစ်ခုကိုယူမယ် right click နှိပ် copy ပြီးနောက်ထပ်လွတ်တဲ့နေရာ right click နှိပ် paste နဲ့သွားလိုက်။ဒါဆိုတစ်ခုရလာရင်အဲ့တစ်ခုကိုညလေးနဲ့ဒီလိုမျိုးလေးရွှေ့ပြီးတော့သွားလို့ရပြီ။အဲအဲ့ဒါလေးကကြတော့ total တန်မှုအတွက်သွားလိုက်တာ။နေရာလေးတွေကို keyboard ကညလေးတောင်းလို့ရွှေ့လို့ရတယ်နော်။ပြီးရင် view တဲက page တွေနဲ့သွားကြည့်လိုက်ဒါဆိုရင်တော့ Microsoft Word ထဲမှာ voucher ပုံစံလေးအစမ်းလုပ်ကြည့်လို့ရပါတယ်နော်အဆင်ပြေပါပါစာလေးစမ်းကြည့်ပါ